တော့ပဏိတာဆိုတာဘယ်လိုပညာတွေနဲ့ပြည့်စုံမှာပဏိတာဆိုဖြစ်တယ်ခုကနေ့ခေတ်မှာဆိုရင်ဘုန်းကြီးတွေဟုခန္ဓာဝါစကပဏိတာမဟာကန္နဝါစကပဏိတာအကမဟာကန္နဝါစကပဏိတာအကမဟာပဏိတာဆိုပြီးတော့ဒီဘွဲတွေပေးတယ်ပြည့်ရည်ရေချင်းကိုကြည့်ပြီးဒီဘွဲတွေပေးတယ်ရသဗျာတော့ ရှိရပါမှမပါပဲတဲ့ရှင်သာရိပုတ္တရာကိုပဏိတာအကမဟာပဏိတာဆိုဘုန်းကြီးတွေကိုပေးတာအင်္ဂလိပ်တွေလက်ထက်ကစပေးတယ်ဘုရင်တွေလက်ထက်ကပေးတာတော့ရာဇကုရုမင်းဆရာဆိုတဲ့အိဗေပေးတယ်ခေနေခေတော့အဲ့ဒီဘွဲအစာမဟာရထဂုရုဆိုပြီးတော့ပေးတယ် အင်္ဂလိပ်လက်ထက်ကတော့ရာဇဂုရုအစာပါပေတော့အဲ့ကမဟာပဏိတဆိုပေပေးတယ်အကစာအမျက်ဆုံးသောမဟာကြီးမားသောမြင့်မြတ်သောပဏိတပညာရှိဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ရှင်သာရိပုတ္တရကိုမြတ်စွာဘုရားပဏိတောဘိက္ခေသာရိပုတ္တောဆိုတိတ်ပြီးတော့ထီးရောက်တဲ့စကားလုံးလေးတခုတုံးလိုက် အဲ့တော့ပဏိတလို့ခေါ်ဖို့ရအချက်၄ချက်ရှိတယ်ဓာတုကုသလတာသဘာဝဓာတရားတွေနဲ့ပတ်သက်ပြီးတော့ကြံ့ကျင်နေမှာမဟုတ်အသေးစိတ်သိမှုဓာတရားတော်နဲ့ပတ်သက်တာတွေပြောတာနော်ဓာတုကုသလဓာတုဆိုတာအလုံး18ပါးဆိုတော့ကြာဦးနေကြပါမယ်နော်တထိုင်တည်းသိအောင်ပြောလိုက်မယ် ဆက်ရှိပါတော့တနေ့သုံးနေ့ကြီးနေကြာနေမဆိုကိုမှရှိတာလေးနဲ့တွဲမှလိုက်မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကာယရဲ့စိတ်ရဲ့မျက်စိနားနာလျှာကာယမနာ6ခုအဲ့ဒီ6ခုမှာထင်းလာတဲ့အာယုံ6ပါးကအစင်အတန်အနန္အယတာအထီးတွေ့ချက်တွေ့အာယုံ အဲ့ဒီ द्वार နဲ့အာယုံစုံပြီးတဲ့အခါဖြစ်ပေါ်လာတဲ့စိတ်က6မျိုးသက္ခုမှာပြီးပြီးတော့ဖြစ်လာလို့ရှိရင်သက္ခုဝိညာဉ်နောက်ကဝိညာဏလေးထည့်ပြီးသက္ခုဝိညာဉ်သောတဝိညာဉ်ကတဝိညာဉ်စီရောဝိညာဉ်ကာဝိညာဉ်မနောဝိညာဉ်မနောဓာတုမနောဝိညာဏဓာတုဆိုအဲ့ဒီမှာနှစ်ပိုင်းခွဲလိုက်မနောနဲ့မနောဝိညာဏနှစ်ခုခွဲလိုက်6သုံးနှစ်18ဖြစ်ပါ ဒွါရ6ပါအာယု6ပါပေါ်လာတဲ့စိတ်6မျိုးအဲ့ဒါကိုဓာတ္တဆက်ပါလို့ခေါ်တာဒါရီဟာလူတွေနဲ့ဤပြီးတော့လူတိုင်းကသိလားလို့ဆိုမသိဘူးတရားမှန်တော်မသိဘူးလူတွေတခြားတွေကြတော့သိကြတယ်တခြားပြညာတွေကြတော့သိလိုက်ကြတာကိုယ်ခန္ဓာကိုယ်ကနေထားတဲ့ကိုမသိကြဘူး ဒီတဘာဝတရားတွေဟာကိုယ်တဏ္ဏမှာဖြစ်နေပြီမင်းတို့လူတွေကအပြင်ကြောင်းရတယ်ဆိုသိပြီကိုယ်တဏ္ဏမှာဘာတွေဖြစ်တယ်ဆိုတာသိမှာမသိဘူးမသိဘူးအဲ့တော့ဓာတ်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ချင်ချင်သိတယ်ကုသလဆာ skinness လိမ္မာကျွမ်းကျင်မှုအာရဏကုသလအာရဏစံပါနိုင်လိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိမှု အဲ့ဒါအနတ်စန္ဒပါဆိုခုနဝိညာဉ်6ပါးဖယ်လိုက်လို့ရှိရင်စန္ဒပါဖြစ်သွားနော်မျက်စိတဏ္ဍလေယကာယမနအစဲတဏ္ဍယတာအထိတွေ့ဇတွေ့အယုအစန္ဒပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအသေးစိတ်ပြပြဝဝသိတယ်နောက်တစ်ခုကပါတော့ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒကုသလတာ အကျိုးတရားတွေကိုဖြစ်ပွားစေတတ်တဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးသိတယ်။ဟောပရိစ္ဆသဘောပတ်စွာစကလုံး7မျိုးနဲ့ရှင်းပြထားတဲ့တရား။အဝိဒ္ဒသင်္ခါရဝိညာဉ်နာယသလရဏဖတ်တဝေဒနာတဏဥပါဒံဘဝစာတိသရမရဏဆိုတဲ့အဲ့ဒီပရိစ္ဆသဘောပတ်နဲ့ချင်းချင်းဆက်သွယ်ပြီးတော့ဖြစ်နေပုံနဲ့ပတ်သက်ပြီးတော့ကြံ့ကျင့်နေမှာလား။ နောက်တစ်ခုကဌာနဌာနကုသလတာဌာနဆိုတာစစ်ပန်းနဲ့အကြောင်းအဋ္ဌာနဆိုတာအကြောင်းမဟုတ်တာအကြောင်းဟုတ်တယ်မဟုတ်ဆိုတာကိုခွဲခြားသိတဲ့ဉာဏ်မှကျွမ်းကျင်တဲ့ပညာအဲ့ဒီလေးဌာနအဲ့ဒီလေးဌာနမှာကျွမ်းကျင်တဲ့ပညာရှိလို့ရှင်ပဏိတလို့ခေါ်ပါတယ်ဌာနနဲ့လိမ္မာကျွမ်းကျင်မှု အာရဏနဲ့လိမ္မာကျွမ်းကျင်မှုပရိသတ်သဘောပတ်နဲ့လိမ္မာကျွမ်းကျင်မှုအကြောင်းဟုတ်ဒီမဟုတ်ဒီဌာနဌာန၌လိမ္မာကျွမ်းကျင်မှုအဲ့ဒီ၄ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဏိတ္တလို့ခေါ်ရတယ်